့်ရဲ့နေ့စဉ်သတင်းအစီအစဉ်တွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့ညမိုးဖတ်ပေါင်းတင်ဆက်ပေးခြင်းနဲ့တရက်ကြောင်းညာတွေကတော့ဧပြီ9ရက်မှစ၍အမြန်လန်းတွင်ရန်ကုန်မှနေပြည်တော်ထိရင်းငယ်များပေါ်လာနိုင်ပြီဆိုတဲ့သတင်းဘဏ်ကအရေးပေါ်ကူညီထောက်ပံ့ငွေဒေါ်လာ6တန်းခန့်ကိုနိုင်ငံတကာအဖွဲ့အစည်းများမှတဆင့် ပံ့ပေးရသွားမည်ဆိုတဲ့သတင်းရန်ကုန်မန္တလေးလမ်းပိုက်ရှိအမြန်ရထားများမနက်ဖြန်မှစ၍ပြန်လည်ပြေးဆွဲမည်ဆိုတဲ့သတင်းငါတကားတရင်ဘုံနေနဲ့ဂျပန်အစိုးရ၏မော်တော်ကားတင်သွင်းမှုအခွန်စီးချက်ချင်းသည်ဂျပန်စီးပွားရေးထိခိုက်လာနိုင်ဆိုတဲ့သတင်းအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါသေး ပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတပုတ်အနေနဲ့ဧပြီ9ရက်မှစ၍အမြန်လန်းတွင်ရန်ကုန်မှနေပြည်တော်အထိရင်ငယ်များတွာလာနိုင်ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မတ်လ28ရက်မှာဖြစ်ပွားခဲ့တဲ့ပြင်းထန်တဲ့ငလင်ထန်ကြောင့်ပျက်စီးခဲ့ရတဲ့ရန်ကုန်မန္တလေးအမြန်လမ်းပိုင်းမှာမနက်ဖြန်ကစပြီးရင်ငယ်တွေကိုရန်ကုန်ကနေနေပြည်တော်အထိသွာလာခွင့်ပြုမယ်လို့အမြန်လမ်းမကြီးထိမ့်သိမ့်ပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှသိရပါတယ် ငလင်းတန်းချောင်းရန်ကုန်မန္တလေးအမြန်လမ်းပိုင်းမှာသရားနယ်လမ်းအချို့ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့တာကြောင့်ပြန်လည်ပြင်ဆင်မှုတွေဆောင်ရွက်ခဲ့ရမှာအမြန်လမ်းမိုင်တိုင်း145နဲ့165မိုင်ဆွာချောင်းတရားတို့မှာသရားအဝင်လမ်းနေချာထားတွေသရားတိုင်းရိုင်းထားတွေဖြစ်ပေါ်ခဲ့တာရှိတဲ့အတွက်ဆွာချောင်းတရားနေရာမှာယာယီဖေလီတရားထိုးခဲ့တာဖြစ်တယ်လို့သိရပါတယ် အမြန်လန်းတက်လျှောက်သွားလာရှာမှနေပြည်တော်ကနေအမြန်လန်းမိုင်တိုင်း352မိုင်ထိဖြတ်တန်းသွားလာနိုင်မှာဖြစ်ပြီးအဲဒီကနေ365မိုင်၃ဖာလုံးချဖြတ်တန်းသွားလာခွင့်ကိုလက်သလောပိတ်ထားအောင်မှာဖြစ်တဲ့တို့သိရပါတယ်ရှင်ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ဂျပန်ကရေပေါ်ကူညီထောက်ပံ့ငွေဒေါ်လာ6တန်းခန့်ကို နိုင်ငံတကာအဖွဲ့အစည်းများမှတဆင့်ထောက်ပံ့ပေးရသွားမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဂျပန်နိုင်ငံအနေနဲ့မြန်မာနိုင်ငံရှိငလင်သန်းတင်ပြည်သူများအတွက်အရေးပေါ်ကူညီထောက်ပံ့ငွေအမေရိကန်ဒေါ်လာ6တန်းခန့်ကိုနိုင်ငံတကာအဖွဲ့အစည်းတွေကသဆင့်ထောက်ပံ့ပေးရသွားမယ်လို့သိရပါတယ်။အဆိုပါထောက်ပံ့မှုဆိုင်ရာ အသေးစိတ်အချက်အလက်တွေကိုသဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းတွေနဲ့အမြန်ဆုံးညှိနှိုင်းဆောင်ရွက်သွားမယ်လို့လည်းဆိုပါတယ်။ မတ်လ28ရက်မြန်မာနိုင်ငံအလဲပိုင်းမှာလှုပ်ခတ်ခဲ့တဲ့ငလင်းချောင်းဆုံးရှုံးနစ်နာခဲ့ရတဲ့ငလင်းတန်းတင်ပြည်သူများအတွက်အရေးပေါ်ကူညီကယ်ဆယ်ရေးဆိုင်ရာပစ္စည်းတွေကိုဂျပန်ပြည်ပဆိုင်ရာပူပေါင်းဆောင်ရွက်ရေးအေဂျင်စီဂျကမသဆင်ထောက်ပံ့ပေးအပ်ဖို့ဂျပန်နိုင်ငံအစိုးရကဆုံးဖြတ်ခဲ့ပြီးတဘာဝဘေးအန္တရာယ်ဆိုင်ရာရေးပေါ်ကယ်ဆယ်ရေးဆေးပတ်ဆိုင်ရာနည်းပညာအဖွဲ့ JDR ကိုလည်းဆေလွတ်ခဲ့တယ်လို့သိရပါတယ် ဒါအပြင်ဂျပန်နိုင်ငံအစိုးရအနေနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကိုအမှန်တကယ်လိုအပ်နေတဲ့မြန်မာပြည်သူပြည်သားများထံသို့ဓာတ်ရိုက်ရရှိစေမယ့်နီလန်းထွေနဲ့အစွမ်းကုန်ဆက်လက်ကူညီပံ့ပိုးပေးသွားမယ်လို့သိရပါတယ်ရှင်။ဆလဘီရန်ကုန်မန္တလေးလမ်းပိုင်းရှိအမြန်ရထားများမနက်ဖြန်မှစ၍ပြန်လည်ပြေးဆွဲမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရန်ကုန်မန္တလေးလမ်းပိုင်းမှာပြေးဆွဲပြီးနေတဲ့လူစီးအမြန်ရထားထွေကို မနက်ဖြန်ကနေစတင်ပြီးပြန်လဲပြေးဆွဲပြီးသွားမယ်လို့မြမမီယထားကနေသိရပါတယ် ငလင်ထန်ချောက်ရန်ကုန်မန္တလေးလမ်းပိုင်းရှိပျက်စီးသွားတဲ့လမ်းပိုင်းတွေကိုပြန်လည်ပြုပြင်ပြီးဖြစ်လို့ဧပြီလ9ရက်နေ့ကစတင်ပြီးရန်ကုန်မန္တလေးလမ်းပိုင်းမှာပြေးဆွဲနေတဲ့အမှတ်ခုနှစ်အစမ်း၈အစုံ၁အစမ်း၁၂အစုံ၂ခုနှစ်အစမ်း၂၈အစုံလူစည်းအမြန်ရထားတွေကို ပြန်လည်ပြေးဆွဲသွားမယ်လို့ဆိုပါတယ် ပြီးခဲ့တဲ့မတ်လ28ရက်မှာဖြစ်ပွားခဲ့တဲ့ဖြတ်နှုံးမြင်ငလင်တန်းချောင်းကျောက်တကားတောင်ကူလမ်းပိုင်းမှာလမ်းပျက်စီးမှု23နေရာတောင်ကူနေပြည်တော်လမ်းပိုင်းမှာခုနှစ်တသားချွေရင်းမှု3ခုဒါစီမန္တလေးလမ်းပိုင်းမှာလမ်းပျက်စီးမှုနေရာ30တသားချွေရင်းမှု8ခုဒါစီမိထီလာလမ်းပိုင်းမှာတသားချွေရင်းမှု2ခုပြင်မနာတောင်တွင်းကြီးလမ်းပိုင်းမှာလမ်းပျက်စီးမှု17နေရာနဲ့တသားချွေရင်းမှု2ခုတို့ဖြစ်ပွားခဲ့တာပါ အဒီလိုပျက်စီးမှုကြောင့်ရန်ကုန်မန္တလေးလမ်းပိုင်းနဲ့ပြည်မနာတောင်တွင်းကြီးလမ်းပိုင်းမှာပြေးဆွဲလျက်ရှိတဲ့လူစည်းရထားများ၊ကုန်းသင်းရထားများအားယာယီရနာခဲ့ရပါအထိန်အစိုးပါပျက်စီးသွားတဲ့ရထားလမ်းပိုင်း၊တရားလမ်းပိုင်းများပြုပြင်ထားတွေကိုမြမမီယာထားကတိုင်းနယ်မြေအလိုက် လူအင်အားဆက်အင်အားပစ္စည်းအင်အားထိရောက်တဲ့ထောက်ပံ့ပို့ဆောင်မှုတွေနဲ့ဆောင်ရွက်ခဲ့ပြီး မနက်ဖန်မာတော့လူစည်းရထားတွေကိုပြန်လည်ပြေးဆွဲပေးသွားမယ်လို့သိရပါတယ်ရှင်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့အမေရိကန်အစိုးရ၏မော်တော်ကားတင်သွင်းမှုအခွန်စည်းချက်ချင်းသည်ဂျပန်စီးပွားရေးထိခိုက်လာနိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အမေရိကန်အစိုးရကတင်သွင်းရှင်များအပေါ်အခွန်စည်းချမှု25ရာခိုင်နှုန်းသတ်မှတ်ခြင်းကိုဗုဒ္ဓဖူးနေ့ကစတင်ဖို့စီစဉ်ထားရာကမ္ဘာမော်တော်ယာဉ်ထုတ်လုပ်မှုအများဆုံးဂျပန်ရဲ့စီးပွားရေးရှုမြင်ချက်နဲ့ကမ္ဘာအခွန်ကင်းလို့ကုန်သွယ်ရေးထိုးကို ရော့ချသွားစေမယ်လို့ဂျပန်စီးပွားရေးပညာရှင်တဦးကဆိုပါထိတ် အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဧပြီ၂ရက်ကစပြီး မော်တော်ကားတွေကို အခွန်25ရာခိုင်နှုန်းစီးကျပ်ဖို့မတ်လ26ရက်နေ့ကကြေညာခဲ့ကခေါပောင်းကုန်သွယ်ရေးစစ်ပွဲကြီးကျယ်ပြန့်လာစေပါအထိဒိုချိုအခြေစိုက်ထိုင်းအီချီ Life Research Institute မှစီးပွားရေးပညာရှင်ဂါဆူမာမေထာက CCTV နဲ့အင်တာဗျူးရမှခေါင်းထုတ်လုပ်သူများနဲ့ဂျပန်နိုင်ငံရဲ့စီးပွားရေးထိခိုက်လာမယ်လို့ဆိုပါအထိ အခွန်ထွေးစည်းချက်လိုက်ရင် အမေရိကန်မှာတင်သွင်းကားစီးနှုံးတက်လာကကားတေရောင်းချမှုတေချာပေါင်းကြဆင်းမှာဖြစ်ကြောင်းဒါဆိုရင်အမေရိကန်ဈေးကွာအတွက်ဂျပန်ကားထုတ်လုပ်မှုကြဆင်းလာကဂျပန် GDP လည်းကြဆင်းသွားမှာဖြစ်ကြောင်းမော်တော်ယာဉ်အစိုက်ရပိုင်းတွေလည်းထိခိုက်လာကမော်တော်ယာဉ်လုပ်ငန်းကြီးတစ်ခုလုံးအတွက်ဆိုးရွားလာမှာဖြစ်ကြောင်းပြောပါထိတ် ဒါအပြင်ဒီလိုအခွန်စည်းချက်ချင်းကနိုင်ငံနဲ့ဒေသတွေမှာဒါမက ရေရှည်မှာတကဘာလုံးရဲ့အခွန်ကင်းလို့ကုန်းသွဲရေကိုပါ ထိခိုက်လာစေမယ်လို့မိသားကသတိပေးလိုက်ပါတဲ့ ကြာလာတဲ့အခါထရန်ဆိုရာအဖွဲ့ကအခွန်စည်းကြမှုကိုဆက်လက်တိုးမြင့်နေရင် အခွန်ကင်းလုံကုံသွဲရေးစနစ်ပြောင်းလဲမှုကြီးတွေကြုံလာရမှာပါ အခွန်ကင်းလုံကုံသွဲရေးဆိုတာဟာဝဲယူသူတွေတသက်တသားနဲ့ဝဲနိုင်အောင် ထုံလုံးမှုစရိတ်အနေဆုံးဖြည့်ထုတ်လုပ်တာဖြစ်ပါထိရှိရှိမှာ အရင်ကထက်စိန်းနှုံတွေတက်လာပြီးစိုးရိမ်စရာဖြစ်လာပါလိမ့်မယ်လို့ပြောသွားပါသေးလို့သိရပါသေးရှင် ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေ့စဉ်သတင်းအစီအစဉ်တွေပဲဖြစ်ပါချေကြည့်ရှုအောင်ပြီးခဲ့ကြသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်ကျမကတော့မြန်မိုးထပ်ပါ